မင်္ဂလာပါရှင်ကျွန်မကတော့ချချိုဆမ်းပါ DBB ရုံးမြင့်တန်ကြားရဲ့နောက်ဆုံးရသတင်းတွေကိုတင်ဆက်ပေးပါရမယ်နိုင်ငံတော်ဤအတိုင်းမခံပုဂ္ဂိုလ်ဒေါက်ဆန်းစုကြည်ပြည်လို့မြောက်ရေးကူညီပေးဖို့အမေရိကန်သမ္မတအင်ဖြူရရှင်မှာမြမအရေးဆောင်ရွက်သူတွေကဒုတိယမြောက်နေ့အဖြစ်ထပ်ပြီးဆန္ဒပြတောင်းဆိုခဲ့ကြပါတယ်ဒီသတင်းကိုသတ္တချန္တာပေးပို့ထားပါရရှင် နိုင်ငံတော်၏တိုင်ပင်ခံပုဂ္ဂိုလ်ဒေါက်တာဆန်းစုကြည်ပြန်လွမြောက်ရေးနှင့်စစ်ကူတာဝန်ရရေးကူညီပေးဖို့အမေရိကန်ပြည်ထောင်စုမြို့တော်ဝါရှင်တန် DC သမ္မတအင်မီရိုရှိမှမြန်မာ၏ဆောင်ရွက်သူတွေကဒေသဆောင်ချင်းစက်တင်ဘာ26ရက်နေ့နဲ့29ရက်နေ့တွေမှာနေ့ရက်သက်တိုက်ဆန္ဒပြတောင်းဆိုခဲ့ကြတာပါ။ စက်တင်ဘာ29ရက်နေ့ညနေပိုင်းမှာမြန်မာပြည်ဆောင်ရွက်သူတွေအင်မီရိုရှိမှထပ်မံစုစည်းခဲ့ကြပြီးအမေရိကန်သမ္မတနဲ့နိုင်ငံတကာအစိုးရတွေစီကိုဒေါန်ဆန်းစုကြည်အတွက်တည်င်းစကားထပ်မံပေးပို့နိုင်မှုကြိုးစားခဲ့ကြတာဖြစ်ပါတယ်။အမေရိကန်ရဲ့နိုင်ငံရေးအခြေအနေကကျွန်တော်တို့သမ္မတထရန့်ရဲ့ဥပဒေအစ်စ်တွေနဲ့နော်နိုင်ငံရေးတွေပြည်တွင်းနိုင်ငံရေးရှုပ်နေတဲ့အချိန်မှာကျွန်တော်တို့အနေနဲ့ဆန္ဒပြပွဲတွေကိုဒီရှိမှမလုပ်ဖြစ်ဘူး။ဒါပေမဲ့အခုဒါကတော့သမ္မတထရန့်ကိုလာပြီးတော့ကျွန်တော်လာတောင်းဆိုတာဖြစ်ပါတယ်။ဘာလဲဆိုတော့ကျွန်တော်တို့မေဒေါ်ဆန်းစုကြည်ပါနော်။ကျမရဲ့အချိန်ဒီစိုးရွားနေဆိုတော့ကြားရတယ်။ရရှိတဲ့ရရှိတိုက်တဲ့ စေဝါကုသခွင့်တွေမရဘူးဖြစ်နေတယ်ဆိုတော့ဒီချက်တွေနဲ့ပတ်သက်ပြီးတော့ကျွန်တော်မေတော်စန်းစုကြည်ပါဝင်တမရိုင်းဥဝင်းပါဝင်နိုင်ငံချင်းသားတွေအားလုံးပုံမှန်စေဝါကုသမှုတွေရရှိဖို့เนาะနောက်ပြီးလို့ရှိရင်အမြန်ဆုံးလွတ်မြောက်ဖို့အတွက်တမရဒေါ်နယ်ထရန့်အနေနဲ့သူ့ရဲ့ပါဝါကိုသုံးပြီးတော့ pressure ပေးပေးပါလို့ကျွန်တော်လာပြီးတော့ request လုပ်တာပါဒါကျွန်တော်ဒီနေ့ပွဲအဓိကအကြောင်းပါ ဆန္ဒပြပွဲဒုတိယနေ့မှာစစ်ကောင်စီရဲ့အထူးရောင်ရွေးကောက်ပွဲကိုအမေရိကန်ဆိုရကကြေဝင်ဆန့်ကျင်ပေးဖို့စစ်ကောင်စီရဲ့အကြံဖက်လို့ရတဲ့ရတန်းအောင်ဖိအားပေးဖို့စတဲ့အချက်တွေကိုလည်းတောင်းဆိုခဲ့ကြတာတွေ့ရပါတယ်။ဗမာပြည်သူပြည်သားတွေခံစားနေရတဲ့နေ့စဉ်ဘုံကျဲတပ်ဖြတ်မရင်းကျင့်ရက်ဆက်ရုံမှောင်မှုအပေါင်းတရဘူးဆောင်းတဲ့စစ်အစိုးရကိုအ мян ဆုံးပြုတ်ကြအောင်ဒီအိမ်ပြီးတော့ရှေ့ကနေပြီးတော့တမရဒီနဲ့တကွအမေရိကန်အစိုးရကိုလာရောက်တောင်းဆိုခြင်းဖြစ်ပါတယ်။ အသက်80ရွယ်နိုင်ငံတော်ဦးတိုင်မင်္ဂပုဂ္ဂိုလ်တောင်ဆန်းစုကြည်ကိုစစ်ကောင်စီကအာဏာစသိမ်းတဲ့2021 February တရနေ့မနက်အစောပိုင်းကလေးကဖမ်းဆီးထိန်းသိမ်းတရားစွဲဆိုအကျဉ်းချခဲ့တာဖြစ်ပါတယ်။လက်ရှိအချိန်ကြီးပေါ်မှာထိန်းသိမ်းထားပြီးဘလို့အခြေအနေရှိတယ်ဆိုတာကိုဖုံးကွယ်ပြီးစစ်ကောင်စီကသတင်းအမှောင်ချထားခဲ့ပါတယ်။ဒီလိုအသက်80ရွယ်အမေကိုသူတို့ဖန်စီချုံနောင်နာပေးမဲ့လက်ပြည်သူတွေကအမေရဲ့ဟိုအချစ်တွေကမလျော့ပါဘူးအမေကိုလည်းယုံကြည်နေသေးပဲ မေဆုချမ်းမှပါစေအမြန်ဆုံးလွတ်မြောက်ပါစေပြည်သူအားလုံးရဲ့တောင်းဆိုချက်ဖြစ်ပါတယ်အမေရိကန်တမရအပြူတော်ရှိမှကျွန်တော်တို့လာပြီးတော့ဒီအမေအမေဆုလွတ်မြောက်ရေးနဲ့ကျွန်တော်တို့မြန်မာနိုင်ငံသားတွေကိုကူညီထောက်ပံ့ကူညီနိုင်ဖို့အတွက်ကိုကျွန်တော်တို့လာပြီးတော့ကျွန်တော်ဆန္ဒထုတ်ပါဖြစ်ပါတယ်တမရအီမီရိုရှိစံသားပြပွဲနှစ်ရက်စလုံးမှာအမေရိကန်ပြည်တော်ရဲ့တိုင်းရင်းသားတွေနဲ့ခရီးယန်ဘာသာဝင်တွေလည်းပူးပေါင်းပါဝင်ခဲ့ပြီးတောင်ဆန်းစုကြည်အတွက်ဝတ်ပြုဆုတောင်းပေးခဲ့တာတွေ့ရပါတယ်။ အမေတယောက်ကကျမတို့တိုင်းပြည်အတွက်အကုန်အနစ်နာခံခဲ့ရတယ်ကျမတို့ပြည်သူပြည်သားတွေအမေကိုအခုထိကျမတို့မလုပေးနိုင်ကြဘူးမလုမြောက်ပေးနိုင်ကြဘူးအဲ့ဒီအတွက်ကျမတို့အတော်လေးကိုစိတ်မကောင်းဖြစ်မိတယ်ဒါကြောင့်မလို့ကျမတို့ယုံကြည်တဲ့ဘုရားသခင်စီမှာလာပြီးတော့မှအမေစုကိုအမြန်ဆုံးလုမြောက်ပေးဖို့ဖန်ဆီးထားတဲ့စစ်ကောင်စီသူတို့ရဲ့စိတ်နှလုံးသားကိုလည်းနူးညွတ်ပြီးတော့မှသူတို့အမြင်မှန်ရဖို့အတွက်ကိုကျမတို့ဒီမှာလာပြီးတော့ဆုတောင်းရခြင်းဖြစ်ပါလိမ့်ရှင် နိုင်ငံတော်၏တာဝန်ခံပုဂ္ဂိုလ်ထောင်ဆန်းစုကြည်ဟာနှလုံးမိုက်ဆိုင်ရာအခြေအနေပိုဆိုးရွားလာတဲ့အတွက်ဆိုရင်ကြောင်းတားငယ်ဖြစ်သူ Kim Harris ကိုကိုထိန်နေကစက်တင်ဘာ9ရက်နေ့ကလူမှုကွန်ရက်မှာရုပ်သံဖိုင်နဲ့ပြောဆိုခဲ့တာပါထောင်ဆန်းစုကြည်ရဲ့အခြေအနေနဲ့ပတ်သက်ပြီးကျမ၏ကောင်းမွန်တဲ့စစ်ကောင်စီတင်ပြကြရေးတာဝန်ခံဗီဒီယိုဆောင်မင်းထုံးကတုံ့ပြန်ပြောဆိုထားပေမဲ့ခိုင်လုံတဲ့သက်တွေကိုတော့မပြသခဲ့ပါဘူးကျွန်တော်သူတာချမ်းပါပါ ဖိလစ်ပိုင်အရက်ဘက်ကာကွယ်အဖွဲ့ကအပူပိုင်းမုံတိုင်းဘူအာလွိုင်တက်ခတ်ခဲ့တဲ့ mass party ဂျုံကိုရဟရင်ဘော်ကနေစက်တင်ဘာလ26ရက်ကရိုက်ကူးထားတဲ့ဗီဒီယိုဖိုင်ကိုစက်တင်ဘာလ29ရက်မှာဖျက်ချလိုက်ပါတယ်။ ဒေတာအလိုက်အိုဖုန်လို့တည်ကြတဲ့ဒီမုံတိုင်းဟာဖလစ်ပိုင်အလဲပိုင်းနဲ့လူစုံကျိုးတောင်ပိုင်းကိုဖြတ်ကျုံဝင်ရောက်ခဲ့ပြီးလူဆယ်ဦးထက်မနည်းသေဆုံးခဲ့တယ်လို့တဘာဝဘေးဆိုင်ရာအရာရှိတွေကတောက်ကြနေမှာပြောပါတယ်။သေဆုံးသူ၃ဦးကမတ်စ်ပါတီပြည်နယ်ကဖြစ်တယ်လို့သူတို့ကပြောပါတယ်။တယောက်ကသစ်ပင်လဲကြလို့နောက်တယောက်ကရင်းနှီးခဲ့ပြီးတတိယကတော့အုံနယံပြိုကျလို့သေဆုံးခဲ့ပါတယ်။ ဗဟိုအစိုးရကချက်ချင်းအကူအညီပေးဖို့ mass party ပြည်နယ်အုပ်ချုပ်ရေးမှူးအထိုနီယိုခိုးကသတင်းစာရှင်းလင်းပွဲမှာမြစ်တာရက်ခံခဲ့ပါတယ်။အပြက်စီတွေကိုရှင်းလင်းဖို့လျှက်စစ်တပ်အားပြန်ရဖို့နဲ့အရေးပေါ်လိုအပ်နေတဲ့အကူအညီတွေပေးပို့ခွင့်ပြုနိုင်ရေးစိတ်ကမ်းတွေကိုပြန်ဖွင့်ဖို့သူကတောင်းဆိုခဲ့ပါတယ်ရှင်။ ဝါယစ်စတူဒီယိုတေးတန်ရှင်ဗစ်တာခင်ညိုရဲ့ဇာပနခန်းနာကိုရေဝေတုတ်တံမှပို့ဆောင်မိတဲ့ကြိုခဲ့ပြီးဂီတအပေါင်းသင်းများနဲ့ပြိသက်တွေလိုက်ပါပို့ဆောင်ခဲ့ကြပါတယ်ဟန်နာတရင်ပေးပို့ထားပါတယ်ရှင်မြန်မာနိုင်ငံရဲ့အစောဆုံးစတူဒီယိုတေးဂီတဝိုင်းဖြစ်တဲ့တရှိတ်ကိုတည်ထောင်ခဲ့သူလည်းဖြစ်တယ်လို့တေးဂီတအတိုင်းဝိုင်းတစ်ခုလုံးကလေးစားမြင်လို့ကြတဲ့ဝါယစ်အဆိုတော့ဗစ်တာခင်ညိုရဲ့နောက်ဆုံးခရီးကို စတမာလ29ရက်နေ့ကပြုလုပ်ခဲ့ပြီးခစ်ပြန်အစိုးရတွေတိဂီတာအဖွဲ့ဝင်တွေလိပ်ပါပူဆောင်ခဲ့ကြပါတယ်အစိုးရခစ်တခစ်ကိုအတူဖြတ်တန်းလာကြပြီးတက်အရွယ်ကြီးရင်ချိန်မှလည်းရွှေအိုယောင်ဂီတညပွဲတွေနဲ့လင်းနဲ့ဆက်တိုက်ပြန်လဲဆုံတွေ့ရတဲ့အစိုးရစိန်ဝင်းကျွန်းကလည်းပီတာခင်ညိုနဲ့ရွှေအိုယောင်ကာလာညတွေအကြောင်းကိုပြန်ပြပြပါတယ်ကျွန်တော်တို့၈ရောက်၉ရောက်အဖွဲ့ပေါ့ကျွန်တော်ရဲ့ကိုစိုးပိုင်းဘိုးဘိုးဟန်ဟောတော့ခင်မောင်သူတို့တန်ကိုယ်တော်မျိုးအောင်လို့လား နှစ်တိုင်းလုံးနေကိုဗစ်ကြမှာပဲနားလိုက်တာအခုထိပေါ့ပေါ့ကိုဗစ်ဒါမဝင်မရှိရင်တော့ကျွန်တော်ကျွန်တော်တို့ကနှစ်တိုင်းဇက်တိုက်လှုပ်သွားမှာတစ်နှစ်တစ်ကြိမ်အောင်လှုပ်တော့မှာပြိတ္တာကလည်းတောင်းဆိုလာလीနှစ်တိုင်းလိုလိုတောင်းဆိုနော်ကိုဗစ်ဒါလောမြဲပါတယ်လीကျွန်တော်ရွှေဦးရောင်ဒီတညကျွန်တော်ညီကိုတွေပေါ့စတူဒီယိုအမျိုးသားဟိုနေစတူဒီယိုဆိုတော်တွေပေါ့ အဲ့ဒါအမှတ်တရပဲကျွန်တော်တို့ကအမြဲအမှစုံနေကြတခြင်းတိုက်နေကြအခုကတော့တော်တော်လေးကိုစိတ်မကောင်းပါဘူးဖီတာကင်ညိုရဲ့နောက်ဆုံးခရီးမှာအစောဆုံးတရှိတ်မှာပါဝင်တိခတ်ခဲ့တဲ့ထော်မီဂျော်နိုင်အပါဝင်ရွှေဦးရောင်ဂီတညအဖွဲ့ဝင်တွေထဲကခင်မောင်သူပပိုဟန်စိန်ဝင်းထွန်းတို့အပြင်မြို့ကျော်မြိုင်စတဲ့တီးတီးဆိုနဲ့တီးထိုးလုပ်သူတွေလည်းလာရောက်ပူဆောင်ခဲ့ကြတာဖြစ်ပါတယ် မြန်မာနိုင်ငံရဲ့စတီရီယိုခေတ်ဦးကတဲ့ကနေမကွဲလွန်မြင့်အချိန်ထိတည်တခြင်းတွေကိုဆွဲမမြဲတည်ဆုပ်ခဲ့တဲ့ဖီတာခင်ညိုနဲ့ပတ်သက်ပြီးနီကက်တရှိသူတူကခုလိုပြောပါတယ်။သူနဲ့ပတ်သက်အမှုပြန်နဲ့ပတ်သက်တော့အစိုးရအရေးကြီးအားလုံးဟိုလေတကယ်ကိုထူးချွန်တဲ့ပညာရှင်တောက်ဖြစ်တဲ့စီရီယိုခေတ်ဦးရဲ့ဆရာတောက်လည်းဖြစ်တယ်ပေါ့နော်။ဒီတိုင်းပြည်တော့အများကြီးကိုအလုပ်ရှိပြုခဲ့တဲ့ဒီတာပညာရှင်တောက်ဖြစ်ပါတယ်။ဒီအတွက်ဘာလို့ဒီတာလောကသားတော့တိုင်းပြည်တော့ဒီတာပညာရှင်တောက်ဆုံးရှုံးတဲ့ကြောင့်အများကြီးဝန်ထမ်းစရာကောင်းပါတယ်။ ဖီတာကင်ညိုဟာတေးစီရီခွေပေါင်း20ကျော်တည်ဆိုခဲ့ပြီးတကောရောတေးအယ်ဘမ်တွေအပြင်ဇုံတွဲတီးတည်ဆိုရာမှာလည်းလူကြိုက်များခဲ့ပါတယ်စတမာလာ20ရက်နေ့ဟာဖီတာကင်ညိုရဲ့89နှစ်မြောက်မွေးနေ့ဖြစ်ပြီးမွေးနေ့အပြီး9ရက်အကြာမှာလူကြီးယောဂာနဲ့ကွယ်လွန်ခဲ့တာဖြစ်ပါတယ်ဖီတာကင်ညိုရဲ့နှွေမြခွာညိုအလွမ်းတချင်းနှွေသားဆိုရင်မပြကျူရှင်လေကားရင်စားတဲ့တချင်းတွေကတော့လက်ရှိအချိန်ထိရည်ပန်းစားဆဲဖြစ်ပါတယ်ဖီတာကင်ညိုကွယ်လွန်ချိန်မှာအသက်80ရှိပြီဖြစ်ပြီး ဇနီးငယ်သား၃ယောက်ကျန်ရင်ခဲ့ပါတယ်။ကျွန်မဟန္နာပါ။ DBB ရုပ်မြင့်သံကြားရဲ့နောက်ဆုံးရသတင်းတွေကိုရှုစားခဲ့ရတာပါ။အားလုံးကိုကျေးဇူးတင်ပါတယ်။ကျွန်မကတော့ချီချိုဆမ်းပါရှင်။